ဒီတောင်ကျင်သားတွေမှာဒီနာပဝင်းကျင်မှာဒီနာပဝင်းကျင်မှာတောင်ကမူသားတွေတခုရှိတယ်လူတွေကဗေဒအပ်ကြီးလုံးလို့ဟာလားအစွန်ရောက်ပြီးလုံးတဲ့အတွက်ကြောင့်ဒီမှာရှိတဲ့တက်ဆိုင်ရန်ကတူတူอ่ะအဲ့ဒီတောင်တွေကိုဖြိုချပြလိုက်အဲ့ဒီတောင်လေးကတမန်တော်မြတ်ဆိုတဲ့အဲ့တောင်လေးပေါ်မှာတက်ပြီးတော့သူကတောင်လေးတောင်းတာရှိတယ်။ရှီမန်ဖြစ်တာခဏနေလေးရှိတတ်တယ်။အဲ့တော့ဒီမြန်ကလည်းရာမတ်ရှိတယ်။နောက်တစ်ခုကဘာလို့ဆိုရင်ဒီရာမတ်တောင်ရဲ့လက္ခဏာတစ်ခုကဘာလို့ဆိုရင်ကျွန်တော်တို့ လူသားရဲ့အစကဘယ်ရလာလဲလူသားရဲ့အစကဘယ်ရလဲအဲ့ဒါဘယ်သူတိကိုပြောပါဦးဘယ်ရလဲပြောပါအာရဒလူသားရဲ့အစဘာဘာအာဒဟုတ်ပြီလူသားကအစဆုံးဘယ်မှာနေခဲ့တာလဲဂျန်နတ်မှာနေခဲ့တာကျွန်တော်တို့ရဲ့အိမ်အစ်မကဘယ်မှာလဲဂျန်နတ်ကျွန်တော်တို့ကဘယ်ကိုပြန်သွားမလဲဂျန်နတ်ကိုပြန်သွားမယ်ကျွန်တော်တို့အိမ်ကဂျန်နတ်ဘုံဘုံမြန်ကကျွန်တော်တို့ရဲ့နေရာဌာနမဟုတ်ဘူးကျွန်တော်တို့ရဲ့အိမ်မဟုတ်ဘူး ဲ့တော့ကျွန်တော်တို့ကဘယ်ကိုသွားမလဲဂျန်နက်ကိုသွားမှာပေါ့ဂျန်နက်ကိုပြန်ရမှာကျွန်တော်တို့အရင်ဂျန်နက်အဲ့တော့ဖခင်ကြီးဘာဘာသာတဲ့မိခင်ကြီးဟောဝါတခင်မလို့ကိုကျမ်းမြတ်ဗုဒ္ဓဘာသာထပ်ဖြူလိုက်တယ်ပြပါလာလဲမှာပါတယ်ဟဲ့လားဟဲ့လားဘုရုတွေဒီမှာနေကြဟဲ့လားအာယာအာတမုစကုန်အန်တဝဇောင်းကျုကလ်ဂျန်နတဝကူလာမင်ဟာရာဂတန်ဟိုက်ဆူရှိအတူမှာအေးအာဒမ်မင်းကောမင်းရဲ့ဇနီး ကောင်းဒီထက်မှနေနော်ဒီထက်မှရှိတဲ့အစားတောက်တွေကိုမင်းတို့ကြိုက်သလိုစားကြမင်းတို့အလိုရှိသလိုဒီထက်မှစားကြဒါပြီးမဲ့အလိုရှိတဲ့စီကံလေးတစ်ခုတော့တတ်မှတ်လိုက်တယ်။ဘာစီကံလေးတတ်မှတ်လိုက်လဲ။ဝလာတက္ကရာပါဟာစီဟိရှတ်ဂျရတဟာဒီတိပိနာကိုတော့မင်းတို့မကတ်နဲ့ဆိုပြီးတော့အလိုရှိတဲ့စီကံလေးတစ်ခုတော့တတ်မှတ်လိုက်လူရဲ့သဘောတဘာဝကဟလာအဘိဓမ္မာသာရှိတယ်။အလ်အင်ဆာနူဟာရီစွန်ဖီမာမူနီယာလူသားကတားမြစ်ထားတဲ့အရာပေါ်မှာလောဘတက်တက် ဒါလူရဲ့အကျင့်မလုံးနဲ့ဆိုလုံးချင်တယ်ဟဲ့မကြည့်နဲ့ဆိုရင်ကြည့်ကိုကြည့်လိုက်ရမှာ ဘာမှမလုပ်ဖဲနဲ့ဘာမှမပြောဖဲနဲ့ဒီတိုင်းထားလိုက်ရင်မတိလိုက်မတိပါတာနဲ့သူနေလိုက်မယ်။ဒါပေမဲ့အဲ့ဒါကိုသွားပြီးတော့မဟန်တားလိုက်နဲ့ဟန်တားလိုက်တယ်ဆိုတာနဲ့တပြိုင်နက်ဟာရီဆုန်ဒီမာမူနီယာအဲ့ဒါကိုလုပ်ပါမှဒါကိုပြောရမှဒါကိုကြည့်ရမှဒါလူရဲ့သဘောတဘာဝဒီအရေးအသွေးတွေကိုလည်းအလ္လာဟ်ရှိမတ်ကပေါင်းဆက်ပြီးတော့လူသားကိုဖန်ဆင်းထားတာ။ကဲအဲ့တော့အလ္လာဟ်ရှိမတ်ကဂျန်နတ်ထဲမှာအုစ်ဖုန်အန်တာဝဇောတုကလ်ဂျန်နတ်အာနာနောက်ကလူတွေထဲမှာနေ မင်းတို့ထဲမှာစားကြတောက်ကြမင်းတို့ကြိုက်သလိုစားကြတောက်ကြမနာတက္ကရပါဟာဇီဟိရှတ်တရတဟာရီကိပနာဘူမင်းတို့မကတ်နဲ့လို့ဆိုပြီးတော့အလောင်းရှိတဲ့ကဟန်စားလိုက်တဲ့အတွက်အဲ့တော့ဒီထဲမှာနေကြတယ်ဖာအဇလ်လဟူမရှိန်တော့လို့ကျမ်းမြတ်ကုရ်အန်ရဲ့နောက်တဲ့နေရာမှာအလောင်းရှိတဲ့ကဘာမရှိလို့ဆိုတော့ဒီဘာဘာအာဇန်နဲ့မိခင်ကြီးဟောင်းပါတခင်မလို့ကိုရှိုင်တန်ကနေပြီးတော့လက်စားဖြားရောက်လိုက်လက်စားဖြားရောက်လိုက်တဲ့အခါမှာ အလားမိခင်ကြီးဟောဝါခင်ဗျာတော်တော်စပြီးပြောတယ်မင်းတို့ဟာဒီအသီးကိုစားလိုက်အလ္လာဟ်ရှ်ဘကမင်းတို့ဒီအသီးကိုမစားနဲ့လို့ပြောတာမင်းတို့ဒီထဲမှာအမြဲတစီမထားခြင်းလို့ဒီအသီးစားလိုက်လို့ဆိုရင်မင်းတို့ကိုဒီထဲကနေပြီးတော့အပြင်ကိုဖြုတ်မှမဟုတ်တော့ဘူးဆိုပြီးတော့ရှိုင်တန်ကလှည့်စားတယ်ရှိုင်တန်ကအကုန်လုံးစကားမှန်တယ်များအားလုံးကလိမ့်တာသူကအလိမ်ညာနေနဲ့ပဲဒီလူသားကိုသူကဘရောမှမကျင့်တတ်ဘူး။ဒါကြောင့်လေဒီလူသားကိုခံစစ်အရင်တော့ကဖရိစတာကြီးလို့ရှိုင်တန်ဆိုတာကဖရိစတာကြီး မနောက်မနောက်တုံးဆိုဖရီဇာဒီရဲ့ဆင်ညာဖြစ်နေသူကနေခဲ့တာနှစ်ပေါင်း3ပေါင်းလောက်တိတိဟာလားဖရီဇာဒီကိုတချာရိုက်ခဲ့တာတရားဟောခဲ့တယ်ဘယ်သူလဲအဲ့ရှိုက်တန်ကရေတော့ကအဲ့တော့ကိုထမ်းတာလေဖရီဇာကြီးဒီကိုနှစ်ပေါင်းတောင်းနေကြည့်ပြီးတော့တရားဟောခဲ့တာလက်ချာရိုက်ခဲ့တယ်အဲ့ ဇန်နဲ့ပြခစံကြီးဖြစ်တဲ့နှစ်ပေါင်းသပေါင်းစုစုပေါင်းအားလုံးတက်လိုက်မယ်ဆိုရင်နှစ်ပေါင်း၈၀၀၀လောက်တိတိရှိုက်တန်ကနေပြီးတော့ဟိုမှာဂုရုကြီးဖြစ်နေဆရာကြီးဖြစ်နေနေခဲ့ရှိသမျှအကြောင်းအရာတွေအားလုံးကိုဟဲ့လားပရိသတ်တွေကသိကျင်လို့ရှိရင်ဒီရှိုက်တန်ကိုလာလာပြီးမေးရသူတို့ရဲ့ဆရာဖြစ်တဲ့သူလာမေးရအဲ့ဒါလို့ရှိုက်တန်ကပညာတွေကိုအလောရှိမက်ကဒီလိုတွေကြက်ထားတာဒီလိုတွေသူကျွမ်းကျင်တာအဲ့တော့ရှိုက်တန်ကနေပြီးတော့ ဟိုနောက်ဆုံးလူသားကိုဖန်ဆင်းလိုက်တဲ့အခါမှာအလ္လာဟ်ရှိဘက်ကနေပြီးတော့ဗာပြောလို့ဆိုတော့အုစဂျူဒူလီအာဒမ်မင်းတို့ဒီလူသားကိုအာဒမ်ကိုမြို့စေတာပြုကြခရစ်စတာတွေအားလုံးကိုအမိန့်ချမှတ်လိုက်အမိန့်ချမှတ်လိုက်တဲ့အခါမှာဖာဆာဂျာဒူအစ်လာအီဘလစ်အားလုံးကခရစ်စတာတွေကစေတာချကြတယ်သို့တော့အီဘလစ်ဆိုတဲ့ဒီရှိုက်တန်ကစေတာမချဘူးစေတာမချတဲ့ခါမှာသူကဘာလို့လုံးဆိုတော့အချက်နဲ့ချက်ကိုသူလောက်သွားတယ်။အဲ့ဒီအချက်နဲ့ချက်ကိုကျွန်တော်ပြောပြ။ဘာလို့ ကျမ်းမြတ်ကုရ်အန်ထဲမှာပေါ်ပြထားတယ်အဘနံပါတ်၁သူညင်းပဲအလ္လာဟ်ရှမက်ကစေဒါချလို့ပြောတဲ့အမိန့်ကိုနံပါတ်၁အဘညင်းပဲဖြစ်တယ်ဝတ်စကဘာလာနော်ကာမာနာထားခဲ့မာနာထားခဲ့တာကဘာလို့ဆိုတော့လူသားကိုအလ္လာဟ်ရှမက်ဖန်ဆင်းတဲ့တကမြေရှို့ပုတ်ကုန်းနဲ့ဖန်ဆင်းထားတာကျွန်တော်မျိုးကိုဖန်ဆင်းတဲ့တကမင်းနဲ့ဖန်ဆင်းထားတာအဲ့တော့မင်းနဲ့ဖန်ဆင်းထားတဲ့ကျွန်တော်ကပို့ပြီးတော့မြတ်ပြဘာဖြစ်လို့ကျွန်တော်စေရချမှာ သူ့ကိုဘာလို့စေးစားကြောအလောင်ရှိမြတ်ကိုစေးစားမချဘူးလို့သူပြောတာမဟုတ်ဘူးအလောင်ရှိမြတ်ကိုစေးစားမချဘူးလို့သူပြောတာမဟုတ်ဘူးလူလူချင်းအဖန်ဆင်းခံချင်းစေးစားမချဘူးလို့သူပြောတာစေးစားချတယ်ဆိုတာက ဟိုအယိုဒီပြူတာကိုယ်ကွယ်ခိုင်းတာမဟုတ်ဘူးအဲ့ဒီခက်ကကြေညာချတယ်ဆိုတာကအဲ့တော့ဖလစ်တာတွေအာလုံးကနေပြီးတော့အလ္လာဟ်ရှ်မဲမိတ်တော်ရဖာစာဂျာဒူအီလာအီဘလစ်အာလုံးကဖလစ်တာတွေကစေတာချကြတယ်သို့တော့အီဘလစ်ဆိုတဲ့ရှိုက်တန်ကတော့စေတာမချဘူးသူကဘာဖြစ်လို့လဲအဘာဝတ်စတက်ဘာရာပထမညင်ပယ်တဲ့နောက်မောက်မာတယ်ကျွန်တော်ကိုဒီလိုဖန်ဆင်းထားတဲ့အတွက်ကြောင့်အလ္လာဟ်ရှ်မဲကလာနဲ့ပြေးကြခွင့်ကိုသူ့ကိုဆွတ်ပေးလိုက် ပရိသတ်တွေအားလုံးကစေစာကနေထလာတဲ့ခါမှာသူတို့ကဆရာကြီးဂုရုကြီးဖြစ်နေထားထားတဲ့အဲ့ဒီအစ်ဗလစ်ရဲ့လက်ဖင်းမှာလာမြတ်တဲ့မိကံမိတမှုကိုတွေ့လိုက်တဲ့ခါမှာကြောက်လန့်ပြီးတော့နောက်ထပ်ဒုတိယကြိမ်ပရိသတ်တွေအားလုံးကစေစာကိုသွားလိုက်ကြအဲ့တော့ကျွန်တော်နမတ်စတာတိုင်းမှာတရကံမှာစေစာနှစ်ကြိမ်နှစ်ကြိမ်ဆိုတာအဲ့ဒီမှာဖြစ်လာနှစ်ကြိမ်နှစ်ကြိမ်စေစာသွားတဲ့တမိုင်းကအဲ့ကစတာအဲ့တော့ပရိသတ်တွေအားလုံးကနေပြီးတော့အဲ့တော့ဘာဖြစ်သွားလို့ဆိုတော့ကြာကြောက်လန့်ပြီးတော့ ဒုတိယတစ်ချိန်စေတာသွားလိုက်ရှိုင်တန်ကတော့လာမြတ်ပြမိတန်ဝင်းကိုဆွတ်လိုက်အဲ့တော့ရှိုင်တန်ကဘရောမှမကျေနပ်ဘူးကျွန်တော်တို့ကသူကဂိုးရှူးမှာပြန်ကျွန်တော်ပြောပြမယ်ဘောလုံးရဲ့သဘောဒီထဲမှာဘောလုံးသမားတွေအများကြီးပါတယ်ကဘာရဲ့အာကစားဘောလုံးဆိုတာကဒါကဘာရဲ့အာကစားအားလုံးသဘောပေါက်တယ်နားလည်တယ်ဘောလုံးမှာတကူရှုခံထားပြီဆိုရင်ဘာလို့ဝတ်မလဲသူကနှစ်ဆကြိုးစားတယ် နှစ်စာကြိုးစားမှာနံပါတ်1ဘာလို့ခြေပဘိုးသွင်းရနံပါတ်2ကအနိုင်ကိုလည်းသူကသွင်းရနှစ်စာသူကြိုးစားအဲအဲ့ဒါလိုပဲကျွန်တော်တို့ကရှိုက်တန်ကိုရှိုက်တန်မှာစီမံကိန်းတစ်ခုရှိတယ်မို့လားမွေးလာတဲ့သူတိုင်းဟာအီမန်မပါရဘူးတည်သွားတဲ့သူတိုင်းဟာအီမန်ပါမသွားရဘူးဒါရှိုက်တန်ရဲ့စီမံကိန်းတစ်ခုဟဟလာဒေါတာဝင်အရေးနှစ်ပါး ျွန်တော်တို့ဟိုမှာတော့အရေးသုံးပါးလောက်ရှိတယ်ပေါ့နော်ဒါကတော့အရေးနှစ်ပါးပဲရှိဆိုင်တန်ကအရေးနှစ်ပါးလေးဝေးဖွာလာတဲ့သူတိုင်းဟာအီမန်မပါရေးကွယ်လွန်တည်ဆုံးသွားတဲ့သူတိုင်းဟာအီမန်ပါမသွားရေးဒါဆိုင်တန်ရဲ့စီမံကိန်းနှစ်ခုအဲ့ဒီနှစ်ခုတည်းကတစ်ခုကိုကျွန်တော်တို့ကအနိုင်ယူထားတာကျွန်တော်တို့ကတကောချူလာတာ ။ငါကိုယူနေတာလေကျွန်တော်တို့က image နဲ့ဖြစ်တာ။အလောင်းရှိမှတ်ကိုကိုးကွယ်လာ။အလောင်းရှိမှတ်ကိုကျွန်တော်တို့ကစီစားချခွင့်ရတာ။အဲ့တော့ရှိုက်တန်ကိုကျွန်တော်တို့တကိုးရှုထားတဲ့အတွက်ကြောင့်ရှိုက်တန်ကကျွန်တော်တို့ကိုနှစ်ကိုးပြန်ရှုလိုက်တယ်ကျွန်တော်တို့ကိုပြန်ပြီးတော့ခြေပါကိုးသွင်းမယ်နောက်တစ်ခါအနိုင်ကိုးနဲ့သွင်းလိုက်မယ်နှစ်ဆကြိုးစားလိုက်မယ်ရှိုက်တန်က तू မကျေနပ်ဘူး အဲ့တော့တာသနာမိတ်ဆွေသူတော်စီပေါင်းလို့ခင်အဲ့ဒါအိတ်ကနေစပြီးတော့နောက်ဖို့နောက်စမြတ်ကဂျန်နက်ထဲမှာထားလိုက်တဲ့အတွက်ကြောင့်ရှိုင်တန်ကဖပြီးအဲ့ဒီကလိန်လာအဲ့ဒီကဖြားရောက်လာလူသားတွေကိုဘလို့ဖြားရောက်လဲမိခင်ကြီးရှိကိုသွားတယ်ဂျန်နက်ထဲမှာအများအားနေကျင်တယ်မဟုတ်လားဂျန်နက်ထဲမှာအများအားနေကျင်တယ်ဆိုရင်ဟဲ့ဒီအပီးမောလာတကရဘာဟာလီရှက်ကြရတာဆိုတဲ့ဟဲ့ဒီအပီးကိုမစားတဲ့ဆိုတဲ့အပီးကိုစားလိုက်မင်းတို့ဒီဂျန်နက်ထဲမှာပဲနေရပြီ ဟာဂျန်နာထက်ကတော့အပြင်တော့မထွက်ချင်ပါဘူးဒီမဲ့ဒါပဲစားလိုက်စားလိုက်ဘာပဲစားလိုက်စားလိုက်ကုံသွားတယ်ဆိုတာမရှိဘူးရေဒီကုံသွားတယ်ဆိုတာမရှိဘူးအစားတောက်ဒီကုံသွားတယ်ဆိုတာမရှိဘူးစိတ်ကူးတဲ့မှာကူးလိုက်တဲ့အရာအားလုံးကဂျန်နာထက်မှာအကုန်အစင်းသိမ်းရောက်ပြီးသားစားကျင်တဲ့အရာကိုစိတ်ကူးစိတ်ကူးတတ်ဖို့ပဲလိုတာကိုမကုံသွားတယ်ခန့်သွားတယ်ဆိုတာဘယ်တော့မှမရှိဘူးစိတ်ကူးလိုက်တဲ့အစားစားစိတ်ရောက်လာလိမ့်မယ်နောက်တစ်ခါထူးခြားချက်တစ်ခုကဂျန်နက်မှာ မစီမစွန်းဘူးအပေါ်လေးမသွားဘူးဂျန်နတ်ကအင်မတန်မှတန့်ပြန့်တဲ့နေရာအဲ့တော့ဒါဆိုရင်စားထားတဲ့အရာတွေကဘယ်ရောက်ကုန်လုံးတဲ့စားထားတဲ့အရာတွေကခန္ဓာကိုယ်ကချွေးဖြစ်နေပြန်ထွက်သွားလိမ့်မယ်ခန္ဓာကိုယ်ကနေချွေးဖြစ်နေပြန်ထွက်သွားလိမ့်မယ်အဲ့ဒီချွေးကလေတဲ့ဂရိုးနှံ့တဲ့အခုစွာဒီမှာရောက်နေတဲ့ပြင်းမွေးတွေဂရိုးတွေရှိလဲမဟုတ်လားအဲ့ဒီအနှံ့တွေပို့ပြီးတော့မွေးလိမ့်မယ်ဒီအနှံ့ကိုဖြူပြီးလို့ဆိုရင်ရက်ပေါင်းများစွာစီးချိန်ထဲမှာရင့်နေလိမ့်မယ်တဲ့ အဲ့တော့ဂျန်နတ်ဒီဒီမှာမှုေးကြိုင်နေတာပဲအဲ့တော့ဂျန်နတ်ထဲမှာအစ္စမယာပိုင်ခနာလောက်တဲ့နေရာမရှိဘူးအော်အဲ့တော့အဲ့ဒီအပီကိုစားလိုက်တဲ့အခါကျတော့ရှိုက်တန်ကပြောတယ်ဟဲ့လားဒီအပီကိုစားလိုက်ဒီထဲမှာအမြဲတစေနေရမယ်ဆိုတော့ခါကျတော့ဒီဂျန်နတ်ထဲကနေမထွက်ချင်လို့မိခင်ကြီးကအဲ့ဒီအပီကိုစားမိလိုက်စားလိုက်တဲ့အခါကျတော့စားရတာအရသာတစ်မျိုးဖြစ်နေတယ်ဂျန်နတ်ထဲမှာရှိတဲ့အပီအရသာလေးနဲ့ကလည်းကွဲထွက်နေတယ်အဲ့ဒါနဲ့ ဘယ်ဟုသွားလုံးဆိုတော့ဖခင်ကြီးဘာဘာအာသမခဏတစ်ပြုတ်နားနေလာဖခင်ကြီးကိုနှိုးပြီးတော့ပြောတယ်ဒီအတီးလေးကိုစားလိုက်ဟိုမှာကျမတော့ဒီလိုစားပြီးပြီဒီလိုအရသာရှိတယ်ဆိုတဲ့အခါမှာအဲ့ဒီအတီးလေးကိုဖခင်ကြီးဘာဘာအာသမကလည်းစားလိုက်စားလိုက်တဲ့အခါကျတော့အဲ့တော့ဘာဖြစ်လာတော့ဆိုတော့ဂျန်နက်ထဲမှာရှိတဲ့အတီးတွေနဲ့မတူဘူးမတူတော့အခါကျတော့ဘိုက်ကနားလာပြီဒီအတီးစားတဲ့အခါမှာအစ်ညာပဲခန္ဓာကသွားကျင်လာပြီဟောလူသားရဲ့အစအစ်ညာပဲခန္ဓာသွားကျင်လာ အဲ့တော့အလ္လာဟ်ရှိမကကြီးညာဂျန်နက်ကအလွန်တက်တဲ့နေရာအဲ့တော့မင်းတို့တွေဒုညာလောကကိုသွားဆိုပြီးတော့လောကကိုလွတ်လိုက်အဲ့တော့ကျွန်တော်လောကကိုလာတာဘာလို့ကိုလာတာလဲဣစ်ညာဘာဣစ်ညာဘယ်ခဏလို့ကိုလာတာအိန္ဒာတက်ဖို့လာတာလောကကြီးကိုလာတာအိန္ဒာတက်ဖို့လာတာအဲ့တော့ဒီအိန္ဒာတက်ဖို့လာတဲ့အတွက်အိမ်ကိုပြန်တဲ့အခါမှာလမ်းကြောင်းမမဖို့အရေးကြီးတယ်ဂျန်နက်ကိုကျွန်တော်ကျွန်တော်တို့အိမ်ကိုကျွန်တော်ပြန်သွားရမှာအဲ့တော့ရှိုက်တန်ရဲ့လက်ပြားမှုကြောင့်ဖာသလဟူမရှိုက်သွားလို့ကျမ်းမြတ်ကုရ်အန်ထဲမှာပေါ်ပြတာလေ အဲ့လားရှိုင်တန်ကနေပြီးတော့ဖျားယောင်လက်စားတဲ့အတွက်ကြောင့်မိခင်ကြီးနဲ့ဖခင်ကြီးဟာဒုညာလောကကိုရောက်လာဒုညာလောကကိုရောက်လာတော့မိခင်ကြီးကဘယ်မှာကြလုံးဆိုတော့จิตတာဆိုတဲ့နေရာအဲ့จิตတာဆိုတာကတာအဖွားအိုးဆိုတဲ့နာမည်จิตတာရဲ့အတိတ်ဘယ်ကပါလဲအမေအိုးဆိုတဲ့နာမည်အဲ့ဒီမှာကြတယ်ဖခင်ကြီးဘာဘာအာတမ်ကဘယ်မှာကြလဲဟိုးအိန္ဒိယမှာစီလီလင်္ကာမှာစီလီလင်္ကာမှာကြအခုလက်ရှိအဲ့ဒီမှာဖခင်ကြီးရဲ့ကဘာကလည်းအဲ့ဒီမှာရှိတယ် အော်စီဒီနင်ကမှကြတယ်နောက်တစ်ခါမိခင်ကြီးကဘယ်မှာကြလဲจิตတာဆိုတဲ့အကြံမှာကြจิตတာဆိုတာလည်းဒီမိခင်ကြီးကိုအဲ့မှာအစွဲပြုပြီးတော့จิตတာဆိုတော့ချက်တတ်ဆုံးဆိုတာကအဖားလို့ပြောတာအိဋ္ဌေကနော်အဲ့ဒီနေရာမှာကြအဲ့ဒီကနေပြုတော့မှနှစ်ပေါင်း40တိတိလောကကြီးမှာကောဂျန်လက်မှာကောပြေးကြည့်လိုက်လို့လူသားဆိုလို့ဒီမြောက်ထဲမှာရှိမိခင်ကြီးဟောဝါတခင်မနဲ့ဖခင်ကြီးဘာမှအာသက် ဒီနှစ်ယောက်ထဲလူသားဆိုလို့ရှိတာအဲ့ဒီနှစ်ယောက်ကကွဲပြီးတော့ကြာတယ်ဘုံနေရာကြာတယ်ဒီနေရာမှာကြာတယ်နှစ်ပေါင်းဘလောက်ကြာသွားလဲမတွေ့လား50နှစ်ပေါင်း50နှစ်ပေါင်း50နေပြီးမှငိုငိုပြတော့ဖခင်ကြီးသာဝါကမျက်ရည်ချောင်းစီးသွားတယ်ငိုလာငိုလာအနာရှိမှသူကတောင်းလာရလားကျွန်တော်မျိုးရဲ့အပြစ်ကိုခွင့်လွတ်ပါကျွန်တော်မျိုးဟာအရှင်မြတ်ကနေပြတော့ ဒီအလောင်ရှင်ကတားမြစ်ထားတဲ့ဒီအတီးကိုမစားပါနဲ့ဆိုတော့ကိုစားပြီးသွားပြီသို့တော့အလောင်ရှင်ကခွန့်တို့တော်မူသောအရှင်အရှင်မအရှင်ကျွန်တော်မျိုးကိုခွန့်တို့ပေးပါခွန့်တို့ပေးပါသူကတောင်းရင်တောင်းရင်တောင်းရင်ကနေပြီးတော့နောက်ဆိုအဲ့ဒီသူကအလောင်ရှင်ကလက်ခံလိုက်တဲ့အခါမှာမိခင်ကြီးနဲ့ပေးပြီးတော့တွေ့တဲ့နေရာကအဲ့ဒီမှာဟောမရဟမတ်ကြောက်တယ်အဲ့ကြောက်တယ်တဲ့စိုက်ထားတဲ့နေရာကဖခင်ကြီးဘာမှအာဇံနဲ့ဟောဝါတခင်မလို့အဲ့နေရာမှာစုံပြေးခဲ့တဲ့နေရာ အချစ်ကြီးယူဖိတ်ခဲ့တဲ့မိယာတအားကြီးနှလုံးသားထဲမှာသူတို့တော်ကြတာကြေးကြည့်တော့မှဒီနှစ်ယောက်တည်းရှိတာ ဒီလိုကြီးခွဲနေတာပြန်တွေ့တဲ့ကြက်ခါမှာတို့ခင်ဗျာဘယ်တော့တော့ပျော်ချပျော်ချာကြမလို့အလ္လာဟ်ရဲ့ရဟမတ်ကြတဲ့နေရာဒါကြောင့်မို့အဲ့မှာအမတ်သားလေးလောက်ထတာဒါရဟမတ်တောင်ကြီးပဲအဲ့တော့တမန်နမြဆလာခိတ္တခဏဒီမှာလာပြီးတော့နားလေးရှိတယ်ဒီနေရာဒီမှာအမတ်ဣဘတ်တ်တွေလုပ်နေရှိတယ်တမန်နမြဆလာဒူဟာတောင်းလေးကြောင့်တယ်ရှိတယ်အဲ့တော့ကျွန်တော်လည်းအင်ရှာလောတန်အခုဒူဟာလေးနည်းနည်းတောင်းလိုက်မယ်နော်နေရာနဲ့တအားပြီဟာကြီးဟာကြီးမလေးဒူဟာလေးနည်းနည်းပြီနောက်ဒီဘက်ဘေးမှာဒီဘက်ဘေးမှာနှဟတ်ရင်ဆိုတာလာလာ အဲဒီဒီအပေါင်လေးတွေကနေပေါ့ရေထက်တာကဒါဒီရာမတ်တောင်ကြီးမှာအာဂုံရှိဘရင်ကြီးနဲ့ဇနီးအာဇတိဟာလာဇူဘိုက်တာတခင်မကြီးအဲဒီဇူဘိုက်တာတခင်မကြီးကနေပြတော့ဒါမိမိရဲ့အခွေညာတင်းပြင်းနေတဲ့အလုတ်သမားတွေနဲ့အကုန်ကြတိခံပြီးတော့တွူးခဲ့တဲ့6အဲ့ဒါ6ကြီးအောင်မြောင်းပေါ့နော်နားရည်ဆိုဇူဘိုက်တာလို့ခေါ်တဲ့ဒီဥစ္စာကိုအဲ့ဒါဇူဘိုက်တာရဲ့မြောင်းအဲ့ဒီဇူဒါနဲ့သမိုင်းဝင်နေရပဲအဲ့ဒီအကြောင်းကြီးကောမန့်ပြောတခါထပ်ပြီးတော့အရှင်ကြီးက အများကြီးကြာသွားလိမ့်မယ်ဒီကားပေါ်အင်ပေါ်ကားပေါ်ကျော်တဲ့တားခေကျော်သွားပြီးချောင်းအောင်ပြောအောင်ဒါအတူတူအားလေးပေါ့နော်အဲ့ဒီတခင်မကြီးကဒီချောင်းကိုဒုက္ခခံပြတော့တူးခဲ့တယ်အများကြီးအကျိုးပြုခဲ့တဲ့ချောင်းနော်အများကြီးပြုခဲ့တဲ့မြောင်းအကျိုးပြုခဲ့တဲ့မြောင်းကဲအဲ့တော့ဂျာဂျာပတ်ပတ်တယ်အဲ့ဒီကိုယ်ကတော့မသွားတော့ဘူးအခုဒီကနေကျွန်တော်ဒွာလေးအကျိုးကျုပ်တောင်းမှုတစ်ခါကြတော့ကျွန်တော်တို့ကားကိုပြန်တက်မယ်ပြီးရင်ဂျာပါလေးနူးကိုခဏကြည့်မယ်ဂျာပါလေးနူးတဲ့ကားအပေါ်ကနေပဲကြည့်ရမှာပေါ့နော် အပေါ်ကနေကြည့်ပြီးတော့ဘာလို့သွားအိပ်ဖြီးစင်ရတာအနှောက်ကြသွားလို့မကောင်းဘူးကျွန်တော်တောင်ပေါ်တက်ရမယ်သွားအိပ်ပြဖြီးစင်လည်းရှိသေးတယ်နော်အဲသွားအိပ်ဖြီးစင်ကြတော့ကားပေါ်မှာတော့သွားအိပ်ဖြီးစင်နဲ့ပတ်သက်တဲ့အဲတမန်တော်ဆောဆန်ရဲ့အနစ်နာခံလုံခတ်ခံကျိုးပန်းခဲ့တဲ့အကြောင်းအရာလေးတွေကအဲ့ဒီမှာကျွန်တော်ရှင်းပြပါမယ်နော်အခုဒီဟာလေးကျွန်တော်နည်းနည်းတောင်းလိုက်မယ်သူတို့ရှိတဲ့ကလေးဖတ်လိုက်တခေါက်လောက်ဆရာတော်ဆရာတော်အော်ဆလီလာမုဟမ္မဒ်ဝါလာမုဟမ္မဒ်ဝါလာဆလာတော်ဆလာတော်ဘာဟိမ اللهم بارك اللهم محمد كما بارك على ابراهيم وعلى الحمد لله رب العالمين والعاقبة للمتقين والصلاة والسلام على رسوله الكريم ربنا آتنا في الدنيا حسنة وفي العاقبة حسنة وقنا عذاب النار يا الله تنور لي أكيدنا ما يقول لني شنا في بيتنا رموا تنور ميرو ديري في سين ديري في سين نيما نيما ما ما نيما ကျွန်တော်ဂုဏစောကိတာကပိတာကျူးမူမိကတမအဖြစ်ဒီအားလုံးကိုငြိမ်းချမ်းသာဖွယ်ပေးနေတာလို့မူပါအာမင်။အိုးရှင်ကျွန်တော်မျိုးတို့ဂုဏကိုဂုဏမှန်သိပါလျက်လေ မင်းကြီးရှေ့ကြီးကျွန်တော်ဆိုလို့ကျူးမိခဲ့ပါတယ် ်အာမင်ဒါပေမဲ့ကျွန်တော်မျိုးတို့အောက်ကုံယုံကြည်ပါတယ်ကျွန်တော်မျိုးတွေအပြစ်ကုနာတွေကိုလူငင်းချမ်းသာကိုပြင်းနေတဲ့ဘုရားရှင်အရှင်မြတ်ပဲဖြစ်ပါအာမင်ညာနာနောက်တော်ဒီကုနာတွေဖက်မသွားနိုင်တော့ကျွန်တော်မျိုးတို့ကိုကျွန်တော်မျိုးတို့ထိန်းချုပ်နိုင်တဲ့ဆွာကိုပေးတက်လာတော်မူပါအာမင်ညာအလ္လာဟ်ကုနာအောက်ကုံများကိုတောင်းချနိုင်တဲ့အင်အားဆွာကိုကျွန်တော်မျိုးတို့ကိုချီးမြှောက်တော်မူပါကျွန်တော်မျိုးတို့ဟာအရှင်မြတ်ရဲ့အချစ်တော်ကြီးဓမ္မတော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလာဟူအလัยဟိဝဆလမ်ဖြစ်ပါတဲ့အရှင်ရဲ့အချစ်တော်ကြီးဓမ္မတော်မြတ်ဆလ္လာလာဟူအလัยဟိဝဆလမ်ရဲ့အမတ်တဖြစ်ခြင်းကိုထောက်ထားပြီးတော့အရှင်မြတ်ရဲ့အချစ်တော်ကြီးရဲ့ရှင်မြတ်တော်ကိုထောက်ထား ပြီးတော့ယခုတောင်းနေတဲ့တောင်းစုသူအကိုရှင်မြတ်လက်ခံကပူပြူတော်မူပါယခင်ယခင်ကတောင်းခဲ့သမျှသောသူအတွေကိုရှင်မြတ်လက်ခံကပူပြူတော်မူပါယောင်းသာကုဏအကုသူများကိုရှောင်ရှားနိုင်တဲ့အင်အားဆွမ်းအားကိုလည်းချီးမြှင့်တော်မူပါကုဏအကုသူများကိုရုံရှာမုန်းတီးတတ်တဲ့စိတ်သက်ကိုလည်းကျွန်တော်မျိုးတို့ကိုချီးမြှင့်တော်မူပါဘုရှင်ရှင်မြတ်ပေးတတ်တဲ့အင်အားဆွမ်းအားနဲ့တတ်နိုင်တော်လုံးခဲ့တဲ့ကောင်းမှုကုသူတွေကိုရှင်မြတ်လက်ခံကပူပြူတော်မူပါကျွန်တော်မျိုးတို့စောက်တည်ခဲ့တဲ့တဝတ်တွေကိုရှင်မြတ်လက်ခံကပူပြူတော်မူပါကျွန်တော်မျိုးတို့ပြေးခဲ့တဲ့ဆက်အီတွေကိုလည်းရှင်မြတ်လက်ခံကပူပြူတော်မူပါကျွန်တော် 啊！苗路苗路开的。 မေနာမှာကျွန်တော်တို့ရဲ့ဆိုင်ငံကြီးကိုရှိမြတ်လက်ခံကပူပြုရမှုပါအာရဖတ်မှာဆိုင်ငံကြီးကိုရှိမြတ်လက်ခံကပူပြုရမှုပါမူဇလီဖာမှာဆိုင်ငံကြီးကိုလောက်ရှိမြတ်လက်ခံကပူပြုရမှုပါဆိုင်တန်ခဲပေါချင်းကိုလည်းရှိမြတ်လက်ခံကပူပြုရမှုပါရောင်နာကျွန်တော်တို့ရဲ့ကုရ်ဘာနီကိုရှိမြတ်လက်ခံကပူပြုရမှုပါကျွန်တော်တို့ရဲ့ခေါင်းရချင်းကိုလောက်ရှိမြတ်လက်ခံကပူပြုရမှုပါအရင်ရင်ခါကရှိမြတ်ရဲ့အိမ်တော်ကိုကျွန်တော်တို့ကိုကော်ယူရမှုပါမိုးရှိကျွန်တော်တို့ကတော့အပြစ်တွေနဲ့မကင်းတဲ့သူတွေဖြစ်ပါတယ်ရောင်နာကျွန်တော်တို့ရဲ့အပြစ်ဒဏ္ဍာရီကိုကြည့်ပြီးတော့ကျွန်တော်တို့ကို မဆုတ်ပြလိုက်ပါနဲ့ရအောင်လားကျွန်တော်မျိုးပြည့်သူဟာဒီကိုလည်းမပယ်လိုက်ပါနဲ့ရအောင်လားအာမင် ယဟန်ကကျွန်တော်တို့ရှင်မြတ်ပေးတာနဲ့အင်းအားစွာတဲ့ကောင်းမှုကုသိုလ်တွေကိုစတဲ့တကူတိုးတိုးပြီးလုပ်နိုင်တဲ့စွာမှုပေးတယ်လားမြို့ပါအာမင်ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ဒုဝါဒီကောင်းတဲ့မြတ်ဒုဝါဒီကိုရှင်မြတ်လက်ခံကပူပြုတော်မူပါကျွန်တော်တို့တို့စောက်တီခဲ့တဲ့မြတ်တော့နမတ်ရှင်ကိုလည်းရှင်မြတ်လက်ခံကပူပြုတော်မူပါကျွန်တော်မျိုးတို့ရဲ့ရူသားဒီကိုလည်းရှင်မြတ်လက်ခံကပူပြုတော်မူပါကျွန်တော်မျိုးတို့ပေးသူခဲ့တဲ့စေတနာစကတ်ဒီကိုရှင်မြတ်လက်ခံကပူပြုတော်မူပါအာမင်ယအလ္လာဟ်ကျွန်တော်မျိုးတို့ရဲ့ဟတ်ကိုဟတ်ကြီးမကဘူးဟတ်ကြီးမဘရူးဖြစ်တဲ့ရှင်မြတ်လက်ခံကပူပြုတော်မူပါအာမင်မဒီနာရှင်တို့ကိုရောက်တဲ့အခါမှာလည်းအရှင် င်မြတ်ရဲ့အချစ်တော်ကြီးရဲ့ခြေတော်ကြီးမှာအစ္စလာမုအလိုက်ကရာဇူလောလာဆိုပြီးဆလမ်ဆက်တနိုင်တဲ့ဖွင့်ကြောင်းကိုရှိမိပြီးတရားတော်မူပါ။ယောင်သားကျွန်တော်မျိုးတွေရဲ့ယခုမိမိရဲ့ငွေကြေးအချိန်အားလုံးကိုစိုက်ထုတ်ပြီးတော့အရှိရန်လမ်းတော်မှာထပ်တာပြီးတော့ hash တော့ပို့လာခဲ့ပါတယ်။ hash နဲ့ရွယ်ကူစွာနဲ့ကျွန်တော်မျိုးတို့ပြီးသွားပါပြီ။အခက်ခဲတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီအခက်ခဲတွေလည်းကျွန်တော်မျိုးတို့ကြော်လွားခဲ့ပြီးပါပြီ။ယောင်သားကျွန်တော်မျိုးတွေရဲ့ hash ကိုတော့ရှင်မလက်ခံတော့ဘူးပြုတော်မူပါ။ကျွန်တော်မျိုးတွေရဲ့ hash ကိုတော့အလောင်းရှင်မလက်ခံတော့ဘူးပြုတော်မူပါ။ယောင်သားအလာကြီးလာပြီးမှ

မွေကြီးတွေကိုလည်းသုံးဆွဲပြီးမှအလဟတ်တအကျိုးမဲ့စွာနဲ့လက်မဲ့ဖြစ်ရတဲ့အဖြစ်ဆိုးကနေမှကျွန်တော်မျိုးတို့ကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်တော်မူပါအာမင်လောလက်မဲ့နဲ့ပြန်သွားတဲ့ဖြစ်ဆိုးကနေပြီးတော့ကျွန်တော်မျိုးတို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူပါအာမင်ဘိုးရှင်ကျွန်တော်မျိုးတို့ဆက်ကဆက်ကရှင်မြတ်ရဲ့အိမ်တော်ကိုလာရောက်ပြီးတော့ဟိုက်တုံးနဲ့လည်းစွာအောင်စွာအောင်ပြီးတော့လာမူပါအာမင်ငင်းခါကအမရာလုံးနဲ့လည်းတော်ဖြစ်စွာအောင်ပြီးတော့လာမူပါလက်ပြတ်တောင်းနေတဲ့သူတွေထဲမှာလည်းကိုစီကိုစီလိုလားချက်တွေရှိပါတယ်လိုအပ်ချက်တွေရှိပါတယ်လူအင်စံတာတွေရှိပါတယ်အားလုံးရဲ့လိုလားချက်လိုအပ်ချက် ရေစာရဒီကိုရှိမဲ့လက်ခံကပူပြူရမူပါအားလုံးကောင်းတဲ့ဟာဂျီတွေကောင်းတဲ့သူဝါသူဝါတွေကိုရှိမဲ့လက်ခံကပူပြူရမူပါယခင်ယခင်ကဟတ်လုပ်ခဲ့တဲ့ဟာဂျီများရဲ့ဟတ်ကိုလက်ရှိမဲ့လက်ခံကပူပြူရမူပါယခုနေ့မဟတ်လုပ်ကြတဲ့ကျွန်တော်မျိုးတို့ရဲ့ဟတ်ကိုလက်ရှိမဲ့လက်ခံကပူပြူရမူပါနောင်ကီယာမတ်တိုင်အောင်ဟတ်လုပ်ကြမဲ့ဟာဂျီများရဲ့ဟတ်ကိုလက်ရှိမဲ့လက်ခံကပူပြူရမူပါကျွန်တော်မျိုးဘာဒီတောင်းကိုလိုအပ်တယ်လေလိုအပ်နေတဲ့အရာဒီအားလုံးကိုထည့်အပ်လက်ခံပေးကြရမူပါ ။ရောင်လာကျွန်တော်မျိုးတို့ကိုပကအီမန်ရှင်ဖြစ်နေထားတော်မူပါပကအီမန်ရှင်ဖြစ်နေဒုညာလောကကနေပြီးထွက်သွားနိုင်တဲ့အခွင့်အရေးကိုချီးမြှင့်တော်မူပါအာမင်။မရှင်ပကအီမန်ရှင်ဖြစ်နေကျွန်တော်မျိုးတို့ကိုထားတော်မူပါအာမင်။ရောင်လာဒုညာလောကကနေထွက်သွားတဲ့ခံမှလည်းပကအီမန်ရှင်ဖြစ်နေကလမလာအီလာဟာအီလာလောနုံနေနှလုံးသားနဲ့ကနေပြီးတော့ရွတ်ဆိုပြီးတော့တတ်တာပြီးတော့ကျွန်တော်မျိုးတို့ထွက်သွားနိုင်တဲ့အခွင့်အရေးကိုချီးမြှင့်တော်မူပါအာမင်။ဉာဏ်မတိုင်ပေါက်ပွားလာမယ်ကျွန်တော်မျိုးတို့ရဲ့သားစီမြေကျက်တီတက်မှာအစ္စလာမ်ကိုစွန့်ခွာသွားတဲ့မိုလတက်တီတယောက်မှမရှိအောင်အရှင်မ ြတ်ပဲထိမ့်သိမ်းဆောင်ချွာကောက်ွယ်ပေးတော်မူပါကျွန်တော်မျိုးစီကပတ်ကုန်းနဲ့မတောင်းတပါဘူးရအောင်လားဘာဒီတောင်းဖို့လိုအပ်နေတော့လည်းမသိပါဘူးရအောင်ပါအဲဒါကြောင့်ကျွန်တော်မျိုးတောင်းဖို့လိုအပ်နေတဲ့အရာတွေအားလုံးကိုလည်းပဲခြေပင်းမျက်ခံပေးတော်မူပါအာမင်ဝဆလ္လာဟူတာလာလာခိုင်ဒီခလကီဝနူရီယရှိဆိုင်ဒီနာမုဟမ္မဒင်ဝါလာအာလီဝါအစဟာဘီဝတူရီယာတီဝါလီဘိုင်ဒီအဂျမိုင်း سبحان ربك رب العزة عما يصفون وسلام على المرسلين والحمد لله رب العالمين